မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းတိုင်းတိုက်ပွဲသတင်းကတော့ KNU တပ်မဟာ9နယ်မြေဖာပုံခရိုင်မူထရခရိုင်ဒွေလိုးမြို့နယ်ကစစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကို KNL PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့စခန်းနှစ်ခုဟာစင်စွဲထိကဆောင်မဲ့စခန်းနဲ့တောင်သုံးလုံးစခန်းများဖြစ်တယ်လို့ဆိုပါရတယ်။တောင်သုံးလုံးစခန်းဟာဒီဇင်ဘာလ2ရက်နေ့ညမှာစတင်တိုက်ခိုက်ခဲ့ပြီးတော့ဒီဇင် မာလ၄ရက်နေ့မနက်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါရယ်ဒါအပြင်စင်စွေစခန်းဟာဒီဇမလ၃ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စခန်းကိုဆက်လက်ရှင်းလင်းနေဆဲဖြစ်တယ်လို့သိရပါရယ်သိမ်းပိုက်ရရှိထားတဲ့စခန်းနှစ်ခုရဲ့စရဲအသေးစိတ်တွေကိုတော့မသိရသေးတယ်လို့စစ်ကောင်စီတပ်သားများထွက်ပြေးမှုရှိနေပြီးတော့ KNL ပူးပေါင်းတပ်ဖွဲ့အများဘက်ကလိုက်လံတိုက်ခိုက်လျက်ရှိတယ်လို့ဆိုပါရယ်စစ်ကောင်စီအခြေချတပ်ဆွဲထားတဲ့စင်စွေစခန်းဟာကတိုင်တိကျင်းနယ်အုပ်စု ရဲလုံးမြို့နယ်မှာတည်ရှိပြီးတော့တပ်ရဲအဆင့်ရှိပြီးတောင်သုံးလုံးစခန်းဟာတိုက်ခိုက်ရေးအဆင့်နေထိုင်တပ်ဆွဲထားတယ်လို့ KNU ရဲ့တပ်မဟာစစ်တမ်းကောက်ယူမှုအရသိရှိရကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်ခမရ6တရင်ကနေကင်းလက်ရန်ဆိုင်ကလေးစီးနဲ့ထွက်လာတဲ့စစ်သား၈ဦးကိုပြစ်ခတ်တိုက်ခိုက်ရာဗိုလ်ကြီးတိန်ဝင်းနဲ့တက်ချက်တင်အောင်တို့ပွဲချင်းပြီးတိတ်ဆုံးပြီးတော့တနက်တလတ်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ၄ရက်နေ့မနက်9:20မိနစ်ခန့်မှာအုပ်ဖို့မြို့နယ်တိန်မြုပ်ရွာအခြေဆိုင်ခမရ6တရင်ကနေကင်းလက်ရန်ဆိုင်ကလေးစီးနဲ့ထွက်လာတဲ့စစ်သား၈ဦးကိုတက်တွင်းဖျက်တည်းရဲ့သတင်းပေးချက်အရတာယာဝတီခရိုင်တရင်33ညနဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကရဲဘော်များက တက်ရင်းနဲ့ဂိုင်းနေရအကွာကနေစောက်ချုပ်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခတ်မှုအတွင်းမှာအပြန်အလှန်ပြစ်ခတ်မှု၈မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးတင်ဝင်းနဲ့တက်ချက်တင်အောင်တို့ဟာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးကကြံရှိနေတဲ့စစ်သားတွေကတော့စိုင်းကယ်တွေနဲ့ခမရ6တက်အတွင်းကိုတက်ပြတ်ပြီးတော့စုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်တိတ်ဆုံးသွားတဲ့အကြမ်းဖက်စစ်သား2ဦးထံကနေပြီးတော့ MA3 တနက်တလန်ကြီးပေါင်း2ခု 5.56G 49တောင်းလက်ပစ်ပုံ3လုံးမိုဘိုင်းဖုန်း2လုံးကြောပွဲ8တလုံးမှတ်ပုံတင်တစ်ခုငွေသား4000ကျပ်နဲ့ခမရ6တက်ရဲ့ ရုပ်ဝတ်စာရွက်စာတမ်းများကိုတင်ဆက်နိုင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဖယဲသည်ရဲ့သတင်းပေးမှုအရတပ်ထဲကနေထွက်လာတဲ့စိုင်းကယ်တွေကိုခမရ6တိမ်မြုပ်တက်ရှိဂိုက်နေရအကွာကနေစောင့်ပြီးတော့ပြက်ကတ်ခဲ့တာပါစစ်ခွေးတွေကစိုင်းကယ်၄စီးအင်အား၈ကောင်နဲ့ကင်းလဲမှုထွက်လာတယ်လို့သတင်းပေးလို့တေချာပြင်ဆင်ပြီးတော့လှုပ်ဆောင်ခဲ့တာပါကျွန်တော်တို့ပြက်ကတ်တိုက်ခိုက်တဲ့အချိန်မှာနောက်ကစိုင်းကယ်နဲ့စစ်ခွေးတွေကတပ်ထဲကိုအကုန်လုံးထွက်ပြေးကြတာ ဗိုလ်ကြီးတိန်ဝင်းနဲ့တက်ချက်တင်အောင်တို့နှစ်ယောက်ပဲပြစ်ခတ်မှုအတွင်းမှာတည်သွားတယ်။အခုမစ်ရှင်အောင်မြင်အောင်တို့သတင်းပေးခဲ့တဲ့ဖယားသည်ကိုလည်းလေးစားကြောင်ပြောကြင်ပါတယ်။အရင်ကလည်းသူ့ရဲ့သတင်းပေးမှုကြောင့်စစ်ခွေးဗိုလ်ဒကောင်ကိုရှင်းလင်းပြီးတော့တနက်တက်လက်လည်းရခဲ့မှုပါတယ်လို့တာယာဝတီခရိုင်တိုင်ရင်၃၈၃၅နဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားပါတယ်။အဲ့ဒီစစ်စင်ရေးလှုပ်ဆောင်နိုင်ရန်အတွက်သတင်းပေးခဲ့တဲ့တက်တွင်းဖယားသည်ကိုလေးစားစွာမှတ်တမ်းတင်အပ်ပြီးတော့ဆက်လက်ပြီးတော့လည်းပြည်သူများနဲ့တော်လိုင်းတက်ဖွဲ့များကိုဒုက္ခပေးနေတယ်။စစ်ကောင်စီတပ်သားများနဲ့စစ်တပ်ထောက်တိုင်များကိုပြင်းပြင်းထန်ထန်အရေးယူသွားမှာ ါဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့ရှိနေတဲ့အနီးအနားမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်ကြိုတင်အသိပေးလိုတယ်လို့ရဲဘော်ဒူးရကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တရုတ်နယ်စပ်နဲ့မိုင်40ကန်သာကွာဝေးတဲ့ကချင်ပြည်နယ်ဗမော်မျိုးသိန်းတိုက်ပွဲကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်များကဒီဇင်ဘာလ၄ရက်နေ့မှာစတင်ခဲ့ရာတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်နယ်မန်စီဒေသတစ်ခုလုံးသိမ်းပိုက်နိုင်ရေးအတွက်ထိုးစစ်ကိုဒီဇင်ဘာလ၄ရက်နေ့မနက်ကနေစတင်ခဲ့ရာတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကညပိုင်းမှာပြောဆိုထားပါတယ်။ဗမော်မျိုးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများနဲ့မန်စီမျိုးမှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်းစခန်းများကို KIA နဲ့မဟာမိတ်များက ကပြိုင်တပ်ထဲဝင်ရောက်တိုက်ခတ်ခဲ့ရာဗမော်မျိုးလုံခြုံရေးကာကင်းစခန်းတချို့ကိုတိတ်ပိုက်ရရှိထားကြောင်းသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ညပိုင်းအထိစစ်ရေးအခြေအနေကိုမေးမြန်းကြည့်ရမှာကချင်စစ်ရေးသတင်းအရင်းမြစ်ကဗမော်တိုက်ပွဲပြင်းထန်နေသေးပါဗမော်မကြဆုံးရေးအတွက်တော်တော်ကိုခုခံနေကြတယ်လို့ပြောပြထားပါတယ်။စစ်ကောင်စီအနေနဲ့ဗမော်ကိုမြေပြင်ကနေပြီးတော့စစ်ကူပေးနိုင်တဲ့အခြေအနေမရှိဘူးလို့လည်း၎င်းကပြောဆိုထားပါတယ်။ ် KI ရဲ့သတင်းရင်းမြစ်တူကလည်းစီရဲ့အခြေအနေဟာအရေးကြီးတဲ့အချိန်ဖြစ်နေတဲ့အတွက်အတိအကျသတင်းများကိုပြောဆိုလို့မရကြောင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုရှိလာနိုင်မှုကိုသတိထားရမှာဖြစ်ကြောင်းပြောဆိုထားပါတယ်။တချို့သတင်းတွေကကျွန်တော်တို့သိပေမဲ့ကျွန်တော်တို့လည်းမီဒီယာမှာပြောလို့မရဘူးဗျ။အဲ့ဒါကိုတော့နားလည်ပေးပါလို့ KI ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ကချင်ဒေသစီရဲ့နိုင်ငံရေးလေလာသူဦးစော်ဆန်ကလည်းတိုက်ပွဲကတော့ဆက်လက်ပြင်းထန်လာနိုင်ပါတယ်။အဓိကကတော့စစ်ကောင်စီဘက်ကလေကြောင်းကိုပဲအထူးသတိပြုဖို့လိုသွားပြီလို့ပြောဆိုထားပါတယ်။မမော်မြုံမှာအမှတ်27ဆစ်စင်ရဲ့ကိုကဲမှုဌာနချုပ်ခ လိုက်ရ40ခွန်ခလိုက်ရ236အမှတ်633ထောက်ပံ့ပို့ဆောင်ရေးတပ်အမှတ်7စစ်မြေပြင်စေးတပ်ရင်အမှတ်9စက်သွေးရေးတပ်အမှတ်366အမြောက်တပ်အမှတ်314အမြောက်တပ် အမှတ်9336တန်းချက်ကတက်ရဲအမှတ်9314တင်ကားတက်ရဲအမှတ်914စစ်အင်ဂျင်နီယာတက်အမှတ်944စောက်လုပ်ရေးအင်ဂျင်နီယာတက်ခွဲနဲ့စစ်ဘက်ရေးရလုံခြုံရေးတပ်တို့ရှိနေတယ်လို့သိရပါဗျ။ဘုံဘော်မျိုးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားခန့်မှန်း2500ခန့်ရှိကြောင်းစစ်ရေးသတင်းအမြင့်တို့ကပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လကဘုံဘော်မျိုးကစစ်ကောင်စီရဲ့စခန်းတချို့ကို KI ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့မှုတယ်လို့သိရပါဗျ။ဒေသခံများဟာစစ်ရေးသတိပြုနေထိုင်ကြရန် KI ကသတိပေးထားပါတယ်။လက်ရှိမှာမန်စီမျိုးကို KI ကထိန်းချုပ်ထားတယ်လို့ဘုံဘော်မျိုးအနီးမှာ ရှိတဲ့မုံမောင်မြို့မှာလဲ KIA ကမယ်မြေဆုံးမမှုတွေရယူထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတန်လျံမြို့နယ်မြို့ဟောင်းအရှိရက်ကွက်မှာခွင့်ပြုချက်မရှိဘဲနဲ့လယ်မြေများကိုအကွက်ရရောင်းစားနေသူအိမ်ချမ်းမြေပွဲစားဥဆိုးကြီးဆိုသူကိုပြီးခဲ့တဲ့ဒီဇင်ဘာလ2ရက်နေ့မှာစစ်ကောင်စီကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖမ်းဆီးခံရတဲ့ဥဆိုးကြီးဟာ စစ်ကောင်စီတပ်နဲ့ပြူစောတိများကိုငွေကြေးတွေထောက်ပံ့ကကျွေးမွေးနေပြီးတော့လက်မြေများကိုမိုက်ကြီးခွဲပြီးအကွက်ရိုက်ရောင်းစားနေသူဖြစ်တယ်လို့သိရပါတယ်ပြူစောတိတွေလူမိုက်တွေနဲ့တယုံယုံလှုပ်ကျွေးမွေးဘယ်သူမှဂီယုံမဆိုင်ဘူးဆိုပြီးတော့မြေအလွတ်တွေကိုအကွက်ရောက်ပြီးတော့ရောင်းစားနေတာ အရင်အစိုးရလက်ထက်မှာရော်ချင်းငွေတွေပြန်ပေးဖို့လှုပ်ထားတဲ့အကွက်လေးလို့တန်လျင်မျိုးကံအမျိုးသားတို့ကပြောပြထားပါတယ်စစ်တပ်နဲ့ညှိနှိုင်းပေးမယ်ဆိုပြီးတော့ဖမ်းဆီးခံထားရတဲ့ NLD ရက်ချေးဒုဥက္ကဋ္ဌမိသားစုထံကနေပြီးတော့ငွေကျပ်30ရယူထားမှုနဲ့အခုနောက်ဆုံးအကွက်ရိုက်ပြီးတော့ရောင်းချထားတဲ့လေယာဉ်မြေများထံကနေရရှိတဲ့ငွေချေးများကိုစစ်တပ်ထံကမပေးတဲ့အတွက်စစ်ကြောမှုကဖမ်းဆီးထားခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီဦးစိုးကြည်ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကဖမ်းဆီးခံရတဲ့ပြူစောတိလူမိုက်ခေါင်းဆောင် ဦးအောင်တင်ခေါ်အောင်တင်ရဲ့ဆရာဖြစ်တယ်လို့သိရပါတယ်ပြူစောတီခေါင်းဆောင်အောင်တင်ကိုဖမ်းဆီးပြီးတဲ့နောက်တန်လျင်စစ်ကြောင်းမှုကအောင်တင်လိန်လေရယူထားတဲ့ငွေကြေးအမှုနဲ့ဆက်ဆက်ပြီးတော့စိုးကြည်ကိုပါဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်တန်လျင်မြို့ဟောင်းအရှိရက်ကွက်မှာဦးစိုးကြည်နဲ့အောင်တင်တို့လူတစုဟာစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့လူငယ်များကိုချိမ့်ချောက်ရိုက်နှက်ငွေကြေးတောင်းခံနေတဲ့အပြင် စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတဲ့နေနာသူများရဲ့မိသားစုများထံကလည်းစစ်တပ်နဲ့ရင်းနှီးတဲ့အတွက်ညှိနှိုင်းပေးမယ်ဆိုပြီးတော့ငွေကြေးတွေကိုလိမ်လည်တောက်ခံမှုများကိုအစဉ်တစိုက်ပြုလုပ်နေသူများလည်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်ဦးစိုးကြည်ဆိုသူဟာလယ်မြေများကိုတရားမဝင်အကွက်ရိုက်ရောင်းချပြီးတဲ့နောက်စစ်တပ်ကမြေများကိုပြန်လည်သိမ်းယူတဲ့အချိန်မှာတာဝန်ခံမှုမရှိဘဲ၎င်းရဲ့လူမိုက်များနဲ့အတူဓာတ်တွေကိုကင်ဆောင်ပြီးတော့ချင်းချောက်ကဒေသခံပြည်သူများကိုဒုက္ခပေးလျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတင်ကုန်မြို့နယ်ဇာခွဲရက်ကွက်အုပ်ချုပ်ရေးမှူးရုံးမှဒီသမားလာ၄ရက်နေညနေပိုင်းကပောက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်ည၁၀နာရီကျော်တဲ့အချိန်အထိစစ်အုပ်စုကရန်ကားပစ်ခတ်တောင်းကျမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ၄ရက်နေညနေ၆နာရီဝန်းကျင်ကစစ်အုပ်စုနဲ့ပြူစောထီတွေစုဝေးနေတဲ့ပြည်ကြီးတင်ကုန်မြို့နယ်133လမ်းနဲ့56လမ်းအနီးကဇာခွဲရက်ကွက်ရုံးမှပောက်ကွဲတာနှစ်ချက်ကြားလိုက်ရတယ်လို့ဆိုပါတယ်။ညနေ၆နာရီလောက်ကပောက်ကွဲတာနှစ်ချက်ကြားလိုက်ရပါတယ်။ပောက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်ချက်ချင်းလမ်းတွေကိုပိတ်ထားလိုက်တယ်။ဘသူမ ှသွာလာလှုပ်ရှားခွင့်မရလိုက်ပါဘူး။ည10:00နာရီအထိကိုပြစ်ခတ်တန်းတွေကြားနေရတာကစဲချန်နှီးပါရှိပါပြီ။စစ်ခွေးတွေနဲ့ပြူစောတိတွေရန်တမ်းပြီးတော့ပြစ်ခတ်နေတာလို့ဒေသခံတို့ကပြောပါတယ်။ပောက်ကွဲမှုနဲ့ပတ်သက်ပြီးတော့အသေးစိတ်မသိရသေးသလိုဒေသခံပြည်သူတွေဖမ်းဆီးခံရမှုရှိမရှိကိုလည်းမသိရသေးပါဘူး။အဲ့ဒီဇာခွဲရက်ကွက်ရုံးမှာအခြေပြုတဲ့စစ်ကောင်စီအုပ်စုတွေပြူစောထီးတွေအုပ်ချုပ်ရေးမှုတွေဟာရက်ကွက်ထဲကလူငယ်လူရွယ်တွေကိုပေါ်တာဆွဲပြီးတော့ပြန်ပေးဆွဲငွေညစ်ကစစ်သားတွေစုဆောင်းနေတယ်လို့လမ်းသွားလမ်းလာတွေကိုလည်းလက်နက်ပြဖမ်းဆီးငွေညစ်တာတွေကိုလည်းမကြာခဏလုပ်နေတယ်လို့ဆိုပါတယ် ဒီသမားလာ၄ရက်နေည9နာရီခွဲကျော်မှာအဲ့ဒီရက်ကွက်ရုံးတဲ့မနီမဝေပြည်ကြီးတခုမြို့နယ်58လမ်း138လမ်းနဲ့139လမ်းကြားစစ်ကောင်စီအုပ်စုကကားတုံးစီးနဲ့ရောက်လာပြီးတော့ပေါ်တာဆွဲနေတယ်လို့မန္တလေးမြေပြင်ကင်းထောက် MDY Revolution ကလည်းဖော်ပြထားပါဗျ။ပြီးခဲ့တဲ့အော်တိုဘာလ20ရက်နေ့ညအူပိုင်းကလည်းအဲ့ဒီမန္တလေးမြို့ပြည်ကြီးတခုမြို့နယ်ဇာခွဲရက်ကွက်အုပ်ချုပ်ရေးမှုရုံးဘုံထုတိုက်ခိုက်ခံရပြီးတော့ဘုံပောက်ကွဲမှုကြောင့်ရက်ကွက်ရုံးရှိမှရထားတဲ့ကာနစီထိခိုက်ပျက်စီးကလူနှအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့သေးကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်ကျွဲပုံပြူစောတိရွာကိုတော်လိုင်းတပ်ဖွဲ့များက၃ရက်ဆက်တိုက်ဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ29ရက်နေ့ကနေဒီဇင်ဘာလ1ရက်နေ့အထိစကိုင်းမြို့နယ်ကျွဲပုံပြူစောတိရွာကိုတော်လိုင်းတပ်ဖွဲ့များက၃ရက်ဆက်တိုက် drone နဲ့လက်နက်ငယ်များနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိတော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များဘက်ကတော့အထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို စားတော့မိုးချိုးအဖွဲ၊စားတော့မျိုးပြပျောက်ကြား GS အဖွဲနဲ့ Yan Wolf PDF အဖွဲတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်လုံတော်ရွာနဲ့တမန်တော်ရွာကြားမှာရှိတဲ့စစ်ပေးဆောင်ပြည်သူများနေထိုင်နေတဲ့ဘုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကျောင်းတိုင်းဘုံကြီးနဲ့ကိုရင်တပားပြန်လည်တော်မူသွားပြီးပြည်သူအများအပြားလည်းထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလေးရက်နဲ့မိုးလွဲတနအိုင်ကမှနထိုးကြီးမြို့နယ်လုံတော်ရွာနဲ့တမန်တော်ရွာကြားမှာရှိတဲ့ဘုံကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ကျောင်းတိုင်းဘုံကြီးနဲ့ကိုရင်တပားပြန်လည်တော်မူပြီးပြည်သူအများအပြားလည်းထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါဗါတယ်အလှတော့မဟုတ်ပါဘူးလောက်အားပေးရောက်နေတဲ့ရွာသူရွာသားတွေအများကြီးပါတယ်ကျောင်းတိုင်ဖုံးကြီးနဲ့ကိုရင်လေးကတော့ခေါင်းပြတ်သွားတယ်ကျောင်းမှာကအုပ်ရိုက်တဲ့သူတွေရောစိုးချတဲ့သူတွေရောစစ်ဘေးရှောင်နေတဲ့သူတွေလည်းရှိတယ်အကုန်လုံးထွက်ပြေးကြတော့ရွာသူရွာသားဗဏ္ဍဦးထိခိုက်မှုရှိလဲတော့တေချာမကြည့်ခဲ့ရဘူးစစ်ခွဲတွေကရည်ရွယ်ချက်ရှိရှိနဲ့ကိုဘုံကျဲသွားတယ်လို့မြင်မိပါတယ်ကျောင်းကိုဒဲကိုကျဲချတာကျောင်းမှာလုံအားပေးတွေရောက်နေတော့လူကများတယ် လုံတော်ရွာနဲ့တမန်တော်ရွာကပြည်သူတွေရောက်နေတဲ့အချိန်မှာဘုံကျဲချသွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိအချိန်ထိလုံတော်ရွာနဲ့တမန်တော်ရွာကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့ကျေးရွာအတွင်းမှာရှိတဲ့ပြည်သူများအလုံးဟာပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခမောင်။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်။